ထိုင်းဝန်ကြီးချုပ်ဟောင်းပီတောင်တန်စင်နာဝက်ဟာဖွေတိုင်းပါတီခေါင်းဆောင်ယာရုကနဲ့နှုတ်ထွက်ကြောင်းဒီကနေ့မနက်ပိုင်းမှာပဲရုတ်တရက်ကြေညာခဲ့ပါတယ်။ပြည်သူတွေအတွက်စစ်မှန်တဲ့အပြောင်းလဲတွေဖြစ်စေဖို့နဲ့အတွင်းမြင့်သစ်တွေဖော်ဆောင်နိုင်ဖို့အတွက်ဖွေတိုင်းပါတီကိုအလုံးစုံပြုပြင်ပြောင်းလဲမှုတွေစတင်နိုင်ဖို့ပါတီခေါင်းဆောင်ယာရုကနေနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူရဲ့နှုတ်ထွက်ဆောင်မှာတော့ဒီဆုံးဖြတ်ချက်ဟာပါတီရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေလွယ်ကူချောမွေ့စေဖို့နဲ့လာမယ့်နှစ်မှာကျင်းပမယ့်အထွေထွေရေကောက်ပွဲအတွက်ဝန်ကြီးချုပ်လောင်း၃ဦးကိုရွေးချယ်နိုင်ဖို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ပြည်ထောင်နယ်ယာရုကနေနှုတ်ထွက်မှုအပေါ်မှာတော့နိုင်ငံရေးအသံဝဲကအကြောင်းရင်းအမျိုးမျိုးကိုသုံးသပ်နေကြပါတယ်ပါတီရဲ့အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်သူဆလောင်ဝေါင်ထင်တော်ကတော့ဒီနှုတ်ထွက်မှုဟာကြာဆင်းနေတဲ့ပါတီရဲ့ပုံရိပ်ကိုပြန်လည်မြင့်တင်နိုင်ဖို့နဲ့သူ့ရဲ့ဝန်ကြီးချုပ်ယာဒုကနေဖယ်ရှားခံခဲ့ရတဲ့အဖြစ်ကိုနိုင်ငံရေးလက်နက်ဖြင့်အသုံးချမခံရအောင်ကာကွယ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ဩဂုတ်လက ခွဲကြီးပုံအခြေခံဥပဒေခုံရုံးကဖေတောင်တန်ကိုကမ္ဘောဒီးယားခေါင်းဆောင်ဟောင်ခွန်ဆန်နဲ့ဖုံးပြိုးဆိုမှုတစ်ခုနဲ့ပတ်သက်ပြီးကျင်းဝတ်ပိုင်ဆိုင်ရာချိုးဖောက်မှုနဲ့ဝန်ကြီးချုပ်ယာရုကနေဖယ်ရှားခဲ့တာပါအခုလိုပါတီခေါင်းဆောင်ယာရုကနေနှုတ်ထွက်လိုက်ခြင်းအပြင်ပါတီကိုတရားစွဲဆိုမှုတွေကနေအကာအကွယ်ပေးလိုက်ပြီးရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေကိုလွတ်လပ်စွာလုံဆောင်နိုင်စီမှာဖြစ်ပါတယ်ဒီနှုတ်ထွက်မှုဟာဖွေတိုင်းပါတီအတွက်ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပြီးရှင်နာဝက်မျိုးသက်ရဲ့ပါတီထိပ်ပိုင်းကိုချုပ်ကန်လွှမ်းမိုးမှုကနေအပြောင်းအလဲဖြစ်စေခဲ့တာလည်းဖြစ်ပါတယ် ဒါပေမဲ့ဖီရောင်နန်ကပါတီဝင်အဖြစ်နဲ့ဖွေတိုင်းမိသားစုရဲ့ခေါင်းဆောင်အဖြစ်ဆက်လက်ရှိနေမှာဖြစ်ပြီးပါတီခေါင်းဆောင်တွေနဲ့အတူပူတယ်လွတ်ဆောင်သွားမယ်လို့အခိုင်အမာပြောကြားထားပါတယ်